မြန်မာနိုင်ငံမှာမက်စလာ28ရက်နေ့နေ့လယ်တနင်္ဂနွေညကစကိုင်းမြို့မြောက်ဖက်ဆန်ဝိုင်းကွာကိုဗိုလ်ပြုလုခတ်ခဲ့တဲ့ညီငလင်ကြောင့်အပျက်စီးများခဲ့ရပါတယ်။အမေရိကန်ဆိုရဘူမိပေရာတိုင်းတာရဲ့အဖွဲ့ USGS ရဲ့ထုတ်ပြန်ချက်အရညီငလင်ပြင်းအားဟာ9.8ရှိတယ်လို့လည်းသိရပါတယ်။ညီငလင်ကြောင့်ထိခိုက်ပျက်စီးမှုများတဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအကူတန်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့မျိုးသားသဘောဝဘေးအန်ဒီဆိုင်ရန်စီမံခန့်ခွဲမှုကော်မတီကရေးပေါ်အခြေအနေဖြစ်ကြေညာလိုက်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကိုအမြန်ဆုံးစုံစမ်းပြီးကုညီကစဲလုပ်ငန်းတွေကိုအလင်းမြန်ဆောင်ရွက်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိအောင်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီငလင်းကျောင်းစကိုင်းဒရာဟောင်းပြိုကျပျက်စီးခဲ့တယ်လို့မန္တလေးမြို့ပေါ်မှာလည်းအဆောင်ပြိုကျပျက်စီးလာတဲ့ပြင်ပြိုကျပျက်စီးလူသေဆုံးမှုတွေလည်းအများပြားဖြစ်ပေါ်ခဲ့ပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းတင်းနယ်ထင်းချုံနယ်မြေတစ်ခုပြည်တဲ့နောက်ချုံမြို့နယ်တင်းကကြီးရွာတွေကိုစစ်ကောင်စီကလေကြောင်းနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံလေးဦးတိစုံခဲ့ပြီ လေယူထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ26ရက်နေ့ညပိုင်းကနောင်ချုံမြို့နယ်တွင်ကအုံမခါ30နဲ့ရွှေညောင်မြေကျေးရွာတွင်ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့စီးနဲ့ဘုံ၅ချိန်လောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဘုံကျဲတိုက်ခတ်မှုကြောင့်30ကျေးရွာကမြို့သားနှစ်ဦးနဲ့မြို့သမီးနှစ်ဦးပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့အုံမခါကျေးရွာဒေသခံလေယူလည်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်အဲ့ဒီကျေးရွာဒေသခံနေအိမ်များပြားဘုံစားထိမှန်ပျက်စီးခဲ့ရတယ်လို့ TNL ကတော့ထုတ်ပြန်အသိပေးထားပါတယ်။စစ်ကောင်စီမှပြီးခဲ့တဲ့မတ်လ16ရက်နေ့ကလည်းနောင်ချုံမြို့ ်ဆယနာပရိယတိစာတင်တိုက်ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တဲ့အကြောင်းတန်ဃာတော်ပောင်ဝင်ပြည်သူလူထုကိုတည်ဆုံးခဲ့ပြီးတော့18ဦးတိုက်ခတ်တန်ရရှိခဲ့ပါသေးတယ်။စစ်ကောင်စီအားတိုက်ပွဲပြောင်းခြင်းမရှိဘဲအရဲသားတွေကိုရေကျက်ရှိရှိဦးတည်ဘုံကျဲတိုက်ခတ်နေတဲ့အတွက်မြို့ပပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခတ်မှုတွေကိုရှောင်ရှားနိုင်မှုစီရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းအကောက်ဝင်နိုင်မှုလေကြောင်းကောက်ဝေးဆိုင်ရနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းအသိပေးထားပါတယ်ခင်ဗျာ။တိုင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုဆွတ်လုပ်ပြီးတော့ရေကောက်ပွဲလမ်းကြောင်းကိုရွေးဖို့စစ်ကောင်းဆောင်မင်းအောင်လိုင်းက မင်းညာကပြုလုပ်ခဲ့တဲ့နှစ်80ပြည့်တက်မလို့နေမိန့်ခွန်းမှာထွေသွင်းပြောဆိုသွားပါတယ်။နိုင်ငံရေးပြဿနာတွေကိုတွေ့ဆုံဆွေးနွေးရင်းနည်းလမ်းကသာဖြေရှင်းလဲမှာဖြစ်တာကြောင့်ငင်းချင်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလက်ဖွင့်ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်လို့စကောက်ကမြန်နိုင်ငံမှာပြောဆိုခဲ့တာပါ။ဒီရည်အဖွဲ့စည်းတွေကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမှုဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့လည်းစစ်ကောင်စကပြောဆိုခဲ့ပါတယ်။နိုင်ငံရေးပြဿနာကိုစကမ်းဝါးနေမှာတွဲဆုံဆွေးနွေးဖြည့်ရှာမှာဖြစ်တာကြောင့်ငင်းချဲရေးအတွက်အမြဲတကားဖွင့်ထားပါတယ်လို့ထပ်မံပြောလိုပါတယ်လို့လည်းစစ်ကောင်စကပြောဆိုထားပါတယ်။ဒါ့အပြင်စစ်ကောင်စက စစ်တဟာမြို့သားနိုင်ငံရေးမှာဆက်လက်ဥဆောင်သွားမှာဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲနိုင်ရပါတီကိုနိုင်ငံတော် တာဝန်လွှတ်ရပေးမယ့်အကြောင်းပြောထားပြီးရွေးကောက်ပွဲကိုလည်းလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပနိုင်ရေးလုပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။ဒါပေမဲ့လက်စစ်ကိုဆက်တိုက်မယ်လို့လည်းအစ်စ်ချုံးနေတဲ့စစ်ကောင်းဆောင်ကပြောဆိုခဲ့ပါသေးတယ်ခင်ဗျာ။ယူရီမြန်မာညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။